ုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်ဒီဒီတတိယမြောက်ဗီဒီယိုဖိုင်မှာတော့ဗောနော်တတိယမြောက်ဗီဒီယိုဖိုင်မှာဒါကျွန်တော်တို့2024မှာဗောနော်2024မှာကျွန်တော်တို့တတိယအောင်မြင်ခဲ့တဲ့ခင်ဗျာနော်2024မှာကျွန်တော်တို့တတိယအောင်မြင်ခဲ့တဲ့ဆိုင်ဗောနော် ဟုတ်ကဲ့ဒါကျွန်တော်2024မှာပေါ့နော်116ကျွန်တော်တို့တဲ့အောင်ရေနော်116တဲ့အောင်လေဒီမူအဲ့ဒီမူ site လေးကိုကျွန်တော်ချင်းမဆွေးတောင်းဆိုနေမဆွေးလို့ရှိတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒီ grenade ni sale site ပုံမှာမျိုးကျွန်တော်ဒီဒီ2025မှာပေါ့နော်ကျွန်တော်ဒီ၈ကြိမ်မှာပဲကျွန်တော်တို့အောင်မြင်ခဲ့တာပေါ့နော်116တဲ့အောင်မြင်ခဲ့ဟုတ်ကဲ့ဒါကျွန်တော်ပထမဆုံးပြချင်တယ်ဟာကျွန်တော်လုံးမိုင်လုံးမိုင် site ကိုအရင်ပြပါဦးဖြစ်ပါနော်လုံးမိုင် site ကိုကျွန်တော်အရင်ပြပါဖြစ်ပါ လုံးပိုင်းဆက်ကဒီ၃ညလေးလေးပြန်နဲ့စာပြပါဖြစ်ပါတယ်နော်ဘလို့လာလဲဆိုရင်တို့ကဒီရှင်းနှလုံးနှစ်နှစ်ရကျွန်တော်ဒီခါနှလုံးဒီကနန်းလေးလုံးပေါင်းခြင်းပေါ့နော်လေးလုံးပေါင်းခြင်းကျွန်တော်တို့ပါလုံးမယ်လဲ၈လုံးပဲအဲ့ဒီ၈လုံးပဲဒီမှာ၈ထိပ်လောက်ချတယ်ပေါ့နော်ဒါကတို့ကတက်ပါပေါ့နော်အဲတို့ကဒီ၄ပင်တက်အဲဒီ၃ပင်တက်ပေါ့နော်ကျွန်တော်၄ပင်တက်ဒီကနေ့ပြန်စားဒီမှာ၄ပင်တက်ပေါ့နော်ဒါမှမဟုတ်3ပင်မှာတော့တက်ချမှာ နော်သုံးမိမှာတကယ်ကြာမှာနော်အဲ့လိုမျိုးဟုတ်ကဲ့ဒါတို့ကျွန်တော်ဒီမှာ6 6တော့မှာကျွန်တော်10လုံးပဲအောင်သွားတော့နော်အောင်သွားတယ်နောက်ထပ်လုံးမယ်ဆက်ဆက်ဘယ်လိုဖမ်းထားလဲဆိုကျွန်တော်တို့ဒီလေးကလေးခါရဲ့ပါဝါကကျွန်တော်တို့9ပါ9အဲ့ဒီ9ကကျွန်တော်တို့ကဒီ3လုံးပေါင်းခြင်းကကျွန်တော်ပါလုံးမယ်လေ3လုံးမယ်ဒီမှာလည်း3လုံးမယ်ဒီမှာ3ပိတ်ချက်ထည့်ပါတော့နော် ဟုတ်ပြီဒါဒါကျွန်တော်နောက်ထပ်တစ်ခွင်ကိုတက်စင်မယ်နော်နောက်နောက်တစ်ခက်ကိုတက်စင်မယ်နောက်တစ်ခက်က၈နဲ့2နဲ့3ညနဲ့9နော်ဒီနန်းလေးလုံးပေါင်းချင်းဟာကျွန်တော်ပါရလဲဆိုခွန်ဆိုတဲ့လုံးပိုင်းရပါတယ်အဲ့ဒီခွန်ကကျွန်တော်တို့ဒီမှာထိတ်စီချပါနော်ထိတ်စီချပေးတယ်အဲ့ဒီထိတ်စီချပေးတယ်ဒီကျွန်တော်တို့ဒီခွန်ခါကခွန်ရဲ့ပါဝါကကျွန်တော်နှစ်ဖြစ်ပါတယ်အဲ့ဒီနှစ်ကဒီကနန်းသုံးလုံးပေါင်းချင်း တုံညာဆိုပြီးတော့တုံညာလုံးပါတယ်ကျွန်တော်ထည့်ရပါတယ်ဒီမှာကွန်တုံညာအတွဲနော်ဒီတွဲလုံးကိုချပြပါတယ်ဟုတ်ကဲ့နော်ကျွန်တော်ချင်းမိတ်ဆွေအားလုံးပေါ်ပေါ်မှတင်ပါတယ်ဒါဆိုကျွန်တော်ဒီမှာခုနှစ်ကဏ္ဍမှာခွန်ထိပ်စီကျွန်တော်တို့တုံညာအပိတ်နဲ့ဒါကစားသွားတယ်ပေါ့နော်တော့တော့နောက်နောက်ကက်ကြည့်ပါနောက်တစ်ကက်ကကျွန်တော်တို့ဒီခွန်ရယ်3ရယ်ဒီကခွန်ရယ်ဒီက9ရယ်ပေါ့နော်ဒီကဏ္ဍလေးလုံးပေါင်းခြင်းဟာကျွန်တော်တို့ပြောရရင်6လုံးပဲရပါတယ် ဟုတ်ကဲ့နော်အဲ့ဒီ6လူမှန်ကျွန်တော်တို့ဒီပင်မှာကျွန်တော်တို့ထိတ်ခြင်းချတော့ခါပဲချတော့နော်ခါကြတော့ဒီကိုခါကဒီကိုခါကကိုရဲ့ပါဝါကတော့ဇွန်ဒီမှာလေးလေးထည့်လိုက်ဒါဆိုဒီသုံးလုံးပေါင်းခြင်းဟာကျွန်တော်တို့ပါရတယ်5လုံးမှန်ရပါ5လုံးမှန်ဒါဆိုကျွန်တော်တို့က6 5အတွဲနော်ဒီကောင်ကခါကိုထည့်ပါတယ်ဒီကောင်ကထိတ်ဆိုထည့်ပါနော်ထိတ်ပိတ်ထိတ်ပိတ်မဟုတ်တော့ဘူးကခါနဲ့ထိတ်နဲ့ထည့်ပါနော် ီခွင်မှာတော့ကျွန်တော်ဒီ653ကျင်းကိုဖမ်းလာတာပေါ့နော်။ပုံပြီးဒါပဲကျွန်တော်တို့ဒီရှစ်ကျင်းတော့ပေါ့နော်ပြင်တော့ပေါ့နော်။ကျွန်တော်ဆက်ပြီးကြည့်အောင်။ဆက်ပြီးကြည့်အောင်ဆိုတော့ကျွန်တော်ဒီ6 5ရ6ရ8ရ2ဒီကနေ့လေးလုံးပေါင်းခြင်းဟာကျွန်တော်တို့ဘာလုံးမှန်ရလဲဆိုတော့တစ်လုံးမှန်ရပါတယ်နော်။တစ်လုံးမှန်ရပါတယ်။ဒီတစ်လုံးမှန်ကျွန်တော်ပြီးတဲ့ခွင်ရပါတယ်ကျွန်တော်ပြနော်။ပြီးခဲ့တဲ့ခွင်ရပါတယ်။ ကျွန်တော်တက်လုံးမဲ့ကိုရှယ်ပြခဲ့တာဖြစ်ပါတယ်နော်ဒီဘက်မှာလည်းအဲ့ဒီကွင်းနဲ့ကျွန်တော်တို့ညိမှာဖြစ်ပါတယ်နော်ဒီနှစ်ခါကညည့်ရပါပါခုံနဲ့ခုံဆိုတော့ကျွန်တော်တို့ဒီသုံးလုံးပေါင်းခြင်းဟာခုံသုံးလုံးပေါင်းခြင်းဟာတက်လုံးမဲ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီကွင်းမှာတက်တက်ကူးမှာလာတို့ဒီမဟုတ်တက်တလုံးမဲ့ဆင်းမှာလာနော်တက်တလုံးနဲ့ဆင်းမှာလာတို့မဟုတ်တက်တက်ကူးမှာလာနော်တက်တက်ခွာရိုင်းမှာလာပူရိုင်းမှာလာတို့မဟုတ်တက်လုံးနဲ့ဆင်းမှာလာပါနော် ီကိုပဲကျွန်တော်တို့ဒါဒါကျွန်တော်လုံးမဆိုင်ဘူးပြပေးလိုက်ခြင်းဖြစ်ပါတယ်နောက်ထပ်သူ့ရဲ့ခါးဆိုင်ပေါ့နော်ခါးလုံးမရဲ့ခါးလုံးမရဲ့ကျွန်တော်တို့ကီးရဲ့ကိုပြမှာဖြစ်ပါတယ်နော်ခါးလုံးမရဲ့လို့ဖိုင်နယ်လေးဆိုကျွန်တော်ဒီနှစ်နှစ်တက်နှစ်ရဲ့လေးရဲ့ပေါ့နော်ဒီနှစ်ခါးလေးခါးနှလုံးပေါင်းကြီး6အဲ့ဒီ6က6နှစ်ခန့်9ဖြစ်ပါတယ်အဲ့6နှစ်ခန့်9ကအလေလုံးမရင်ထည့်သွားတာဖြစ်ပါတယ်6လုံးမရင်နော် ဒါကြောင့်နောက်တစ်ခက်ကြည့်ပါမယ်ဒီခွန်ကတုံညာခံတဲ့ခွန်ခံကိုပေါင်းလိုက်ခွန်ခွန်နဲ့နော်ကျွန်တော်ရောက်မှာပဲရှိလိုက်မယ်နော်ဒီဘက်မှာဆက်ရေးတဲ့ရှိလို့ပါနော်ခွန်ခံနဲ့ကျွန်တော်တုံညာခံတဲ့ခွန်ခံနဲ့ပေါင်းရခွန်ခွန်နဲ့ခွန်ရဲ့နှက်ခက်ကတုံညာအဲ့ခွန်တုံညာကခါလုံးပါနဲ့ထည့်သွားမှာဖြစ်ပါတုံညာခါပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်နောက်တစ်ခက်ကြည့်ပါဒီခွန်ခံနဲ့ကိုခံနဲ့ပေါင်းရင်6 6နှက်ခက်က9တဲ့အဲ့ဒီမှာ69ခါချပြန်ဒီမှာ6ခါချနော် ချောက်ကားထည့်ပါပါခဲ့ဒါဆိုဒီပင်မာတင်ရှင်းနေနေနဲ့နှလုံးပေါင်းခြင်းကတုံညာတုံညာရဲ့နှကကအခွန်းဒါဆိုကျွန်တော်ကတုံညာခွန်းကခါတလုံးထည့်ပြမှာဖြစ်ပါတယ်နော်ခါတလုံးတည်ရတော့ထည့်မှာဖြစ်ပါတယ်အဲ့ဒီမှာသူကနောက်ထပ် key design ရှိတယ်နော်ဒီ tilt ကိုအထောက်ကူပြမယ် key design ကဘယ်လိုဖန်လာလဲဆိုရင်ဒီတုံးလုံးပေါင်းခြင်းက၈၈ပါပါ၃၈၃အပိတ် ပိတ်ပေါ့နော်ဒီကောင်ကအပိတ်ဆိုင်ပါဒီသုံးလုံးမောင်းရင်ရှစ်ရှစ်ပေါ့ကသုံးသုံးပိတ်သုံးပါတော့နော်ဒီကက်မှာလည်းဒီသုံးလုံးမောင်းရင်ကသုံးတယ်အဲ sorry ဒီကက်မှာလည်းဒီသုံးလုံးမောင်းရင်ကငါးတယ်နော်ကျွန်တော်ပေါင်းတော့မှာပါနော်ငါကိုကိုခုသုံးလုံးမောင်းရင်ငါးငါးပေါ့သုံးညားတယ်အဲ့ဒီသုံးညားကလည်းဒီမှာအပိတ်လက်ထဲမှာဖြစ်ပါတယ်နော်သုံးညားအပိတ်ကိုလက်ထဲမှာနော်ဒါဆိုကျွန်တော်တို့ကဒီပြင်မှာလဲကျွန်တော်တို့ကဒီသုံးလုံးမောင်းခြင်း Okay, sorry. ဒီပြင်မှာလဲကျွန်တော်ကဒီတုံးလုံးပေါင်းချင်းကတုံညာတဲ့တုံညာရဲ့ပါပါငါတဲ့တုံညာငါဒီကောင်ကတော့အပိတ်မထည့်ပါနဲ့ထိတ်ကိုလက်ထည့်ပါနော်ဟာဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီကက်မှာချင်းဒီတုံးလုံးပေါင်းချင်းက6ဒီတုံးလုံးပေါင်းချင်းက6ဆိုတော့ကျွန်တော်တို့က6ပါပါ1 6ပါပါ1 6တက်ကအပိတ်ထည့်မှာဟာ နော်ကျွန်တော်တို့ထိတ်ကြည့်ချက်မှာပါနော်ဒါတော့ဒါကျွန်တော်ချင်းမေဆိုရင်တစ်နဲ့ထိတ်ကြည့်နော်တစ်အပိတ်ကကျွန်တော်ပို့ပြီးကြိုက်နော်အပိတ်ကပို့ပြီးကြိုက်တယ်ကျွန်တော်တို့ထိုးရင်တစ်ကိုရှင်းအောင်နည်းနည်းလေးကစားပြီးထိုးပေးပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ဒါရင်ကျွန်တော်တို့ကတစ်လုံးပိုင်းနဲ့၃ညခွန်အတွဲပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့တစ်လုံးပိုင်းကအပိတ်ပေါ့နော်ကျွန်တော်တို့၃ညဖြစ်တွေ့ပြီးရင် sorry တစ်လုံးပိုင်းနဲ့ခွန်တစ်တွေ့ပြီးရင် ျွန်တော်တစ်တစ်အတွဲပါကျွန်တော်ထည့်ပေးလိုက်ပါเนาะတစ်တစ်အတွဲပါကျွန်တော်ထည့်ကစားပေးလိုက်။ဘာဖြစ်လို့လဲဆိုဒီကောင်ကွင်ကအတားကောင်းနဲ့ဆက်ပေါ့နော်။ဒါသုံးချက်ပေးလိုက်ပြီးနောက်တစ်ချက်ထည့်ရမယ်ကျွန်တော်တစ်တစ်အတွဲပါထည့်ပေးပါမယ်။ break ကပြီးခဲ့တဲ့ video file မှာကျွန်တော်၈ခွန် break ပေါ့နော်၈ခွန် break ၈ခွန်သုံး break ပြီးခဲ့ပါ။အဲဒီမှာကျွန်တော်က break knee snap နောက်တစ်ဆိုင်ပေါ့နော်နောက်တစ်ဆိုင် break နှမျိုးနဲ့ကျွန်တော်ဖြန်းပြလာတော့ဖြစ်ပါတယ်။ဒီ၃ညထိတ်နဲ့၈ထိတ်နဲ့ပေါင်းရင်ကျွန်တော်ဘာရလဲဆိုရင် ဟုတ်ပြီကျွန်တော်တို့ဒီ brake side ကဒီ၃ညထိပ်ကိုကျွန်တော်တို့ကစားမှာပေါ့နော်ဒီ၃ညထိပ်နေသူ့ရဲ့တပင်ကြော်ဒီ၅ brake ကိုကျွန်တော်တို့ဖမ်းမှာဖြစ်ပါတယ်ဒီ၃ညကိုကျွန်တော်တို့ကဘာဘာ brake ယူရမလဲဆိုရင်၃ညယူမယ်ပြီးရင်၃ညနှစ်ခါကခွန်ပြီးရင်၃ညရဲ့ပါပါကငါဒီ၅ကိုတပင်ကြော်၄ပေါ့နော်၃ညခွန်က၄ brake အဲ့ဒီမှာကျွန်တော်တို့ကဒီ brake ကို၅ brake ဒီမှာ၅ brake အောက်မှာနော်တပင်ကြော်ကိုသူကချက်ဟုတ်ပြီကျွန်တော်တို့ကနောက်တစ်ခက်၈ထိပ် ရှစ်ထိတ်ကကျွန်တော်တို့ဒီ tip rate ကိုချပါမယ်เนาะ tip rate ကိုချပါမယ်ဆိုတော့ကျွန်တော်တို့ဒီရှစ်ထိတ်ကိုရှစ်ထဲယူလိုက်မယ်ရှစ်ရဲ့နှက်ခတ်က tip เนาะဒီရှစ်ရဲ့ power က3 double shot နဲ့ရှစ်တက်3နှစ် break ပေါ့เนาะအဲ့ဒီမှာကျွန်တော်က tip rate on ပါတယ်เนาะဟုတ်ပြီကျွန်တော်ဒီနှစ်ထိတ်မျိုးကိုကျွန်တော်တို့က break အနေနဲ့ယူပြီးတော့တပင်ကြော်မှာဒီ coin break ကိုကျွန်တော်တို့ထားမှာဖြစ်ပါတယ်ဒါပေမဲ့နှစ်နှစ်နှက်ခတ်က၄နှစ် power က coin coin double shot 6နှစ်နှစ်၄ coin 6 break ပေါ့เนาะအဲ့ဒီမှာကျွန်တော် coin break ကို on ပါတယ်เนาะ ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီခွန်ထိတ်ကိုခွန်ထိတ်ကိုတပင်ကျော်ကဒီတစ်ပရိတ်ကိုကျွန်တော်ထားမှာနော်ခွန်ခွန်နှက်ခါကတုံညာခွန်ပါဝါကနှစ်ခွန်တပင်ရှော့တစ်ပေါ့နော်ခွန်တုံညာနှစ်တစ်ပရိတ်အဲ့ဒီမှာကျွန်တော်တို့ကတစ်ပရိတ်အောင်ပါနော်ရှစ်ကိုလေးတစ်ပရိတ်ပါဒါဆိုကျွန်တော်တို့ကဒီရှစ်ထိတ်ရှစ်ထိတ်ကိုတပင်ကျော်မှာဒီတစ်ပရိတ်ကိုထားမှာဆိုတော့ရှစ်ရနှက်ခါကတစ်ရှစ်ပါပါ3တပင်းရှော့နဲ့နော်ရှစ်တက်3နှစ်ပြည့်အဲ့ဒီမှာကျွန်တော်တို့တက်ပြည့်အောင်ပါတယ်နော် ဒါဆိုကျွန်တော်တို့ကဒီ6ထိပ်6ထိပ်ကဒီတပင်းကြောင်မှာကျွန်တော်တို့ဒီဒီအပင်တော့ပါနော်စစ်ကြဲတော့ကျွန်တော်တို့ကပါလာမယ်လို့ဆိုတော့6နှစ်ကက6တဲ့69 6ကပါပါကတက်တက်ကိုတုံညာတပင်းရှော့တုံညာ69တက်တုံညာပြိုက်ပါနော်ဒါဒီဆိုင်ပါနော်ဟုတ်ပြီဒီပြိုက်က69တုံညာတက်ပြီပါနော်နောက်တဲ့ပြိုက်တစ်ဆက်ကလူဖမ်းလာလို့ဆိုရင်ကျွန်တော်တို့ဒီ၄နဲ့တက်နေပေါ့၄နဲ့တက်နေပေါ့900ပါနော် တော်ကာလာချင်းလိုက်မလို့ငါရပါတယ်ငါ့ကိုပေါင်ပါယူမယ်တုံညာငါပေါ်တုံညာနော်အဲ့ဒီငါ့ကိုတပင်းလျှော်လေးလေးပါပါကုငါတုံညာလေးကုပြိတ်အဲ့ဒီမှာကျွန်တော်တို့ကငါပြိတ်အောင်ပါတယ်တူညီလက်ကပြိတ်သုံးလုံးတူတယ်တုံညာငါလေးပြိတ်တုံညာငါလေးပြိတ်တူတော့ဗောနော်ဟုတ်ပြီကျွန်တော်ဒီမှာငါပြိတ်ကိုထည့်လိုက်တယ်ဟုတ်ပြီဒါဆိုကျွန်တော်နောက်တစ်ခက်ကြည့်ပါမယ်နောက်တစ်ခက်မှာလဲကျွန်တော်တို့၃နဲ့၃နဲ့ပေါင်းရင်6ဗောနော်6ရဲ့ပါပါ1 6ကိုတပင်းလျှော်5ဗောနော် မားရပေါ်လာတုံညာချက်တင်လာတုံညာအဲ့ဒီမှာလေကျွန်တော်တို့ကတစ်ပရိတ်အောင်ပါတယ်ဒီမှာတစ်ပရိတ်တစ်မျိုးတည်းတူတာနော်ဘုံတူပရိတ်တကတစ်တမျိုးလေဟုတ်ပြီဒါမျိုးကျွန်တော်နောက်တစ်ခါကိုကြည့်ပါမယ်တစ်ပရိတ်အောင်မယ်နော်နောက်တစ်ခါကိုကြည့်မယ်ကျွန်တော်တို့ကရှစ်ရှစ်ရပေါ်လာက၃နဲ့ရှစ်ကိုတပင်းရှော့ခွန်နဲ့ခွန်ရပေါ်လာက၄နဲ့၃ခွန်နဲ့ပရိတ်အဲ့ဒီမှာကျွန်တော်ကခွန်ပရိတ်အောင်တာနော်ဒီမှာခွန်ပရိတ်ကိုထည့်သွားတာဒီမှာတူညီရပရိတ်ကနှစ်ကခွန်ရပရိတ်တူတာပေါ့နော်နှစ်ခွန်ပရိတ်တူတာနော်ဘယ်နှခုတူလဲ နောက်တစ်ကပ်ကိုကျွန်တော်တို့ကြည့်ပါမယ်ခွန်နဲ့တုံညာနဲ့ပေါင်းခြင်းကခွန်ပေါင်ဝါနှစ်6ပေါင်ဝါဖြစ်နော်ခွန်နှစ်6တိပိပေါ့နော်အဲ့ဒီခွန်နှစ်6တိပိကကျွန်တော်တို့ဒီမှာပဲခွန်နှစ်တိပိပိ3မျိုးတော့တွေ့တယ်နော်ဒီမှာတိပိအောင်ပါတယ်နော်ကျွန်တော်တိပိထည့်သွားဒါဆိုရင်၄နဲ့3နဲ့ပေါင်းခြင်းကခွန်ခွန်နှစ်6တိပိပေါ့နော်အဲ့ဒီမှာလည်းကျွန်တော်တို့ကဒီမှာတိပိရဲ့နှစ်ပိရဲ့ပုံတူကြိုက်ပါတယ်အဲ့ဒီမှာတိပိအောင်ပါတယ်ဒါဆိုကျွန်တော်ဒီပင်မှာပြင်လဲကျွန်တော်က၄ လေးပါပါကိုလေးဥတော်ရှော့၃၃ပါပါရှစ်လေးကို၃၈ပြိအဲ့ဒီမှာတူညီတဲ့ပြိတခုကကိုပြိတမျိုးတည်းတူတာပေါ့နော်ကိုပြိတမျိုးတည်းတူပါတယ်ပြီးခဲ့တဲ့ကွန်မှာ video file မှာကျွန်တော်ပြင်လာတဲ့၈ပြိကပါတယ်ပေါ့နော် editor ကြောင့်ကျွန်တော်ကဒီပြင်မှာကိုပြိရဲ့ audio ၈ပြိနော်ကျွန်တော်၈ပြိနဲ့ကိုပြိနဲ့ကျွန်တော်နှစ်ခုထည့်ပေးတော့မှာဖြစ်ပါတယ်နော်၃ည၁ ပုံတက်တက်တက်ပေါ့နော်အခုပြည့်ဆိုရင်ကျွန်တော်တို့8300တက်ပါမြင်လားမသိဘူးနော်8300တက်ဒီမှာဆိုကိုပြည့်ဆိုရင်8900တက်ကိုပြည့်ဆိုရင်ဘုံတက်တက်နော်8ပြည့်ဆိုရင်ကျွန်တော်တို့9300တက်8ပြည့်ဆိုရင်9900တက်8ပြည့်ဆိုရင်ကျွန်တော်တို့6တက်တက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီကိုပြည့်နဲ့8ပြည့်နဲ့ကိုကျွန်တော်အရင်တကယ် main အနေနဲ့ကျွန်တော်ဒီ6ဘက်ကို ထိုးသိချင်ပါတယ်အားလုံးပဲကျွန်တော်အရင်နေနဲ့ brake side ကတော့တုံညာ brake ပါတုံညာ brake ကိုကျွန်တော်တက်ထည့်ပြီးမနော်ဒါအရင်နေနဲ့ထိုးလို့ရပါတယ်တုံညာတက်ခွန်တက်တက်တက်ပါနော်တုံညာ brake ကိုကိုတုံညာတက်နှစ်ခွန်တက်ကျွန်တော်တို့ရှစ်တက်တက်ပါနော်ဒါကအရင်ကနော်အရင်နေနဲ့ကိုကအားလုံးပဲကျွန်တော်ချိန်မိစေ2024ရဲ့ဒီတက်တက်6အောင်ရဲ့လို့ကျွန်တော်တို့ဒီပြင်ပါလဲ စပီအောင်ပါကြီးလို့ကျွန်တော်ဆုတောင်းတောင်းလိုက်ပါတယ်အားလုံးလည်းနီးကပ် screen shot လေးရိုက်တာပေါ့နော် screen shot လေးရိုက်ပြီးတော့ကျွန်တော်အောင်မြင်နေပါပြီကျွန်တော်ရဲလေးဆုတောင်းနေပါ good luck ပါကျွန်တော်တို့ Viber မှာ member ဝင်ကျင်တဲ့မိတ်ဆွေတွေလည်းအားလုံးဆက်သွယ်လာပါနော် member ဝင်ကျင်တဲ့မိတ်ဆွေတွေတင်တက်မဲ့ဆက်သွယ်လာပါလို့ပြောချင်ပါတယ်အားလုံးလည်းလေးစားပါတယ်အားလုံးလည်းကံကောင်းကြပါစေခင်ဗျ